အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature fee channel လေးမှာပရိသတ်များကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ literature fee channel လေးမှာပရိသတ်များအတွက်ဖတ်ပြတင်ဆက်ပေးခြင်းနဲ့စာမောင်းလေးတစ်ခုကတော့စာရေးဆရာကြီးမောင်သာချိုရေးသားထားတဲ့သမီးဖတ်ဖို့နှလုံးသားရှုမြော်ခြင်းများနှစ်လို့အမိရတဲ့စာအုပ်ထဲမှာစိတ်ဝင်စားဖို့ကောင်းတဲ့စာမောင်းလေးတစ်ခုကိုရွေးချယ်ဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့အတူဒီစာမောင်းလေးကိုနားဆင်ခံစားကြကြအောင်ပါခင်ဗျာ မိုးပေါ်ကကျလာတဲ့မုတ်ပဲတရီစာများတမီးရေအခုနောက်ပိုင်းဖေးဖေးခီးသွားတဲ့အခါလေချောင်းခီးစင်တွေကိုတော်တော်များများသုံးဖြစ်တယ်တမီးရေငွေကြီးကြီးအစီပြေလွန်လာတယ်လို့လည်းမဟုတ်ပါဘူးအချိန်လေးတမီးရေအချိန်အလုပ်ကိုဖိဖိစီစီလုပ်မိလာတဲ့အခါအချိန်တွေကရှားတတ်တဲ့ပူပူပြီးရှားလာတာကြောင့်လေရင်ခီးစင်တွေကိုဖေးဖေးပို့ပြီးရွေးချယ်ဖြစ်လာခဲ့တာပါကြည့်လေဖေးဖေးသွားခဲ့တဲ့မြို့တွေကဟဲဟိုးတယ်ညစ်ကြီးနားတယ် မန္တလေးတဲ့ဗမောတဲ့လွိုင်းကော်တဲ့တာချီလိတ်တန်တွဲတဲ့စစ်တွဲတဲ့မြိတ်တဝဲဟုံးမလင်းခန်းကြီးတဲ့ညောင်ဦးတဲ့မိုင်းဆက်လေချောင်းနဲ့ခီးနှင်တာဘာများဆန်းတော်မှာလဲနော်အခုလောလောဆယ်ဖေဖေတို့ပြီးရင်မှပြန်နေတဲ့လေချောင်းလမ်းကြီးလဲကုံတော့ပြီးထင်ပါရဲ့အမေလို့ခေါ်တဲ့မြမလေချောင်းကိုဖေဖေစီးဖို့တာပေါ့ဂိုးဒန်လို့ခေါ်တဲ့လေချောင်းကိုလည်းဖေဖေစီးဖို့တာပေါ့နောက်တော့အဲပကန်း AKBZ, Asia Wings, Air Yangon, Air Mandalay ။ကုန်ကုန်ပြောရရင်တမိရဲ့ဟိုတကလွန်ကောကပြန်လာတော့ကများဆိုလေခရီးတဲ့15ရောက်ပဲဆန်းတဲ့ Beach Craft ဆိုတဲ့လေယာဉ်ပေါက်စားကလေးကိုတော့မှဖေဖေတို့စီးခဲ့ကြရပါသေးတယ်။ကဲထားတော့ဖေဖေအခုပြောပြချင်နေတာကလေယာဉ်ပေါက်ကကျွေးတဲ့မုတ်တွေအကြောင်းပြောချင်နေတာ။လေယာဉ်အများစုကခရီးတဲ့တွေကိုအဲ့ခံတဲ့အခါ coffee တို့လက်ဖက်ရည်တို့အေးအေးတို့အပြင်ဘောင်မုံမျိုးစုံ၊ဂိတ်မုံမျိုးစုံ တတိလေးတွေချိုချင်လေးတွေနဲ့အက်ခံလေးရှိသမျှဆိုတာသမီးလည်းအတီပဲလေတချို့လင်းရင်တွေများဆိုဖေဖေတို့ကဘီယာတောင်မှတောင်းတောက်ကြသေးတာသူတို့ကလည်းတက်နိုင်တဲ့မြောက်ဝင်စားမှုပြီးကြတာပါပဲအင်းဈေးနည်းနည်းရှော့ယူထားတဲ့လေးချောင်းလိုင်းတွေကတော့ကိုကြိုက်တာကိုမှစားကြတဲ့ငွေတွက်ပြီးရှင်းဆိုတဲ့စနစ်ပေါ့ဖေဖေတို့လင်းရင်စီကြတဲ့အခါတခါတခါမှဘာမှမစားချင်တာမျိုးဒါမှမဟုတ်မစားနိုင်တော့တာမျိုးတွေလည်းရှိတတ်ကြတယ်လေအဲ့ဒီအခါမှာမုတ်တီကိုဖေဖေတို့ကပြင်ပြင်ပြီးပေးလိုက်ကြတာတွေကြီးပါပဲတမီးရဲ့ လေရင်ခီးစဉ်တစ်ခေါက်ကတော့ဆ ्याम ကျူးနဲ့သမီးရဲ့ဆ ्याम ကျူးကမိုးကိုမစားဘဲနဲ့ဘာလုပ်တယ်ထင်တယ်အตาယူပြီးသူခီးဆောင်အိတ်ကလေးတွေကိုထည့်တော်တာပါပဲဖေဖေကပထမတော့သူ့ကိုအထင်သိချင်ရင်ရယ်ပါဘာလုပ်တာလဲပေါ့မစားခြင်းမစားနိုင်ထားခဲ့ပါဘောလားကို့ရပိုင်းခွင်ကိုကိုတစိုးတစီမှအထီးအပေါ်မခံရအောင်ယူတော့တာလားပေါ့အတားကြီးရကြီးလားပေါ့ဒါပေမဲ့လေတူကျွေးရတာပေါ့ဆရာရေဆိုတဲ့ သူ့နှုတ်ဖျားကစကားတန်လေးကိုကြားလိုက်ရတဲ့ခါမှာတော့ဟုတ်လေနိုမဟုတ်လေနိုဖြစ်ပြီးဖေဖေတွေ့သွားမိတာကိုပြင်ဝင်ခံရမှာပါပဲတမီးရဲ့လေရင်ပေါ်ကမုတ်တွေကိုမစားဘဲနဲ့ယူယူသွားတတ်တဲ့သူတွေထဲမှာကာတွန်းဆရာကိုအော်ဘီချဲလဲပါတာပေါ့ဆရာချီဦးမျိုးလဲပါတာပေါ့မောင်စင်ဝင်းပရိကုံလဲပါတာပေါ့အဲနောက်ပိုင်းကျတော့ဖေဖေကိုယ်တိုင်လဲယူလာပါပဲဖေဖေတို့စားပြစ်တာကတော်တော်ကိုနေပါတယ်တမီးရဲ့တခါကမြကြီးနားနဲ့ဖားကန်အကြမော်တော်ကားတစ်စီးနဲ့ခီးနေနေတော့ တောင်မော်လန်းတနေရာမှာတောစာတင်ကြောင်းလေးရှိရာစီကိုသွားနေပုံရတဲ့တိုင်းရင်သားចောင်းသားလူငယ်လေးတယောက်ကိုတွေ့တော့ကားအသာရက်ပြီးတားလေးယော့လို့ပေးလိုက်တဲ့အခါတက်တက်ရဲရဲလှလှပပထုတ်ပူးထားတဲ့လင်းဘောကမုတ်ဘူးလေးကိုကြည့်ပြီးအန်အောဝန်တာနေလိုက်တာတော်ရចောင်းလေးတချောင်းမှာတရင်သုံးနေတဲ့ဆရာတော်တပါကစ်ပါနဒီလို့ခေါ်တဲ့ကလတ်တမ်းမြစ်ပေးကမြို့ပေါဆာကလေးတင်းမြို့မှာတောင်ဝင်ကျနေတဲ့အကြောင်းဆရာမကလေးတူအညာကထန်းလက်တဲကလေးရှိမှာ တယောက်တည်းကစားနေတဲ့ဖုံအလူးလူးနဲ့ကလေးငယ်လေးတူဖေဖေတို့ပေးတဲ့မုပ်ဘူးကလေးလေးနဲ့သဘောကျနေခဲ့ကြဘူးတဲ့။မုပ်ပေးသေးစားရှဖလာတဲ့ဒေသတွေမူထင်ပါရဲ့။တအံတအောနဲ့ပေါ်ကြွယ်ဝတဲ့ဒေသတွေမှာရှမ်းကြခြင်းနဲ့ရှမ်းကြနေပြီမဲ့ကြုံနေတဲ့ဒေသတွေမှာကြတော့တူရီရှာရီနိုင်တော့လိုက်တာ။ FAO လို့အတူကောက်ခေါ်တဲ့ကမ္ဘာစားနေရေးခါနဲ့စာပြူကြီးအဖွဲ့ကြီးကပြောတဲ့စကားတခုကိုဖေဖေသိတဲ့သဘောကျတာပဲ။ပြောတဲ့သူနာမည်က ဟိုစီဂရာစီယာနိုရာဆေးပါတဲ့သူက FAO ရဲ့ Director Generally ကဘာပေါ်မှာထုတ်လို့တမျှစာနေကြီးခါရဲ့သုံးပုံတစ်ပုံဟာအလဟာတဖြစ်ကုန်နေလို့ဆိုပါလားတမီးရဲ့ဟုတ်နိုင်တာပေါ့အလူအိမ်ကြီးကသွန်ပြစ်တဲ့ထမင်းကြီးဟင်းကြီးအိမ်တိုင်းအိမ်တိုင်းပိုရှံလို့နေစဉ်စုပြင်နေကြအစားအသောက်တွေတဝက်တစ်ပြက်နဲ့ချမ်းသာရှိခဲတဲ့စွန့်ပြစ်လိုက်ရတဲ့ကော်ဖီခွက်တွေလက်ဖက်ရည်ခွက်တွေအေးအေးပလင်းတွေမိုဟင်းငါပကန်းတွေဂျီအိုတွေစီချက်တွေခောက်ဆွဲတွေ ချက်စီထမင်းတွေရေခဲမုတ်တွေအတုတ်တွေအပြုတ်တွေခွေးမီတို့ကထုတ်လုတဲ့အစားအသောက်ဟာသုံးပုံမှနှစ်ပုံသာတကယ်တမ်းသုံးဆွဲဖြစ်ကြပြီးတော့တပုံကအလဟသက်ဖြစ်သွားတယ်ဆိုတဲ့စကားဟာလုံးဝမမားလောက်ဘူးတမီးရဲ့တနစ်ကိုဒေါ်လာဘီလီယံ850လောက်ဆုံးရှုံးသွားနေရတယ်ဆိုတဲ့သတင်းအချက်လားတိတ်ကိုတုံလို့ဖို့ကောင်းလာပဲတူကအသားညပေါမို့ကို စားနေတဲ့အချိန်မှာတူကဒေါ်ဆာကစီးတီချောက်ကိုကောက်စားလို့ တူကခဲနေတဲ့အေးပလင်းအတွက်ရေခဲတက်တာကိုစိတ်တူနေချိန်မှာတူကလက်ရတွင်းတွေကစိတ်ထွက်လာတဲ့ရေကိုတစ်ခွက်ချင်းခတ်ယူကအိုးကလေးတွေကိုထဲ့လို့အထင်သေးရှင်သေးမသေးရှင်နေသမီးအားတပည့်တို့ကတော့အခုဆိုရင်လင်းရင်စီးရင်လေကိုယ့်ရဲ့ရှားပိုင်ခွင့်မုတ်တွေကိုအကုန်ကိုယူချလာခဲ့ကြတာပဲတော်လန်တောင်းလန်ကလေးတွေကိုဖျက်ချရင်းကဆာလောင်နေတဲ့သူတွေကိုတွေ့ရင်စဉ်ပြေးတာပဲဘေဘီတို့ထုတ်လုပ်လိုက်တဲ့အစားအသောက်တွေဟာတနည်းအားဖြင့်မှသွားပြီ တစ်ဆို့ပိုရှန်နေတာမျိုးမဟုတ်ဖ ೇನೆ တကယ်စားလောင်နေတဲ့ဝမ်ဘိုက်တွေရှိရစီကိုစီစဉ်သွားချိုင်တိတ်ကောင်းပါပဲနော်ဟောအခုလဲလေးမဲကလေးကမုတ်တွေကိုလိုက်ဝင်နေပြန်ပါပြီဖေဖေလေးလွယ်ထားတဲ့အိတ်ကိုဖွင့်ပြီးအဲ့ဒီမုတ်တွေကိုထည့်ထားလိုက်မိပြန်ပါရဲ့ဒီတခါလင်းရင်ဆင်းမာကခန်းနီလေခန်းနီကနေတောင်တန်းကြီးကြီးစီကိုခရီးဆိုင် ပလိုင်းကိုခေါင်းမှလွှဲပြီးတွားနေတဲ့တိုင်းသားတူဦးကိုဖေဖေတို့တွေ့ရအောင်မလွှဲပဲပေါ့ ီမော့ဟာရန်ကုန်မြို့လေကောင်းမှာဘာမှမဆမ်းပေမဲ့ဒီတော့ဒီတောင်ကြီးရဲ့အလဲမှာတော့ဆမ်းမယ်ထင်ပါရဲ့သမီးရဲ့ဖေဖေလေးသူတို့ကိုမုတ်တဲ့တခုပြီးတခုတဘူးပြီးတဘူးချွေးကျင်လိုက်ပါပြီသမီးရဲ့ဒီနေ့မှကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းမောင်းလေးကတော့စာရေးဆရာမောင်သာချိုရေးသားထားတဲ့သမီးဘဘူနှလုံးသားရှုမျောခြင်းများနှစ်စာအုပ်ထဲမှာမိုးပေါ်ကကြာလာသောမိုးပဲသေးရေစာများလို့အမည်ရတဲ့ဆောင်းမောင်းလေးတစ်ပုဒ်ကို ရွေးချယ်ဖတ်ပြတက်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာဒီဇင်ဘာလမှာဆိုလို့ရှိရင်ဆရာမောင်သားချိုကဒီလေးနေပေါ်မှာကျွေးတဲ့မုတ်ပဲတေးစားလေးတွေကိုဒီလမ်းမှာတွေးတဲ့ဒီချုပ်တဲ့သူလေးတွေပြီးတော့မုတ်ပဲတေးစားရှားပါတဲ့နေရာမျိုးမှာနေထိုင်နေသူတွေတွေ့တဲ့အခါမှာဒီသူတို့အတွက်ပိုရှန်ဖြစ်ပေမဲ့မုတ်ကဒီတခြားနေရာမှာတကယ်အသုံးဝင်တဲ့အကြောင်းတခြားနေရာသူတွေအတွက်အဲ့လိုမျိုး ောက်ကလေးတွေလမ်းမှာတွေ့တဲ့ကလေးတွေစင်းရချိုးတွေ့တဲ့သူလေးတွေကိုပေးလိုက်တဲ့အခါမှာဒါအမတန်အသုံးဝင်တဲ့အကြောင်းကျွန်တော်တို့တွေအစားအစာတွေအလေလွင်မဖြစ်တော့ဘူးတကယ်အကျိုးရှိတဲ့နေရာမှာအသုံးဝင်တဲ့နေရာမှာကျွန်တော်တို့အသုံးချလိုက်နိုင်နေဆိုတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်တို့ကိုသင်ခန်းစာပေးထားတဲ့အနေနဲ့ဒီဆောင်မလေးယူမှရေးထားတာကိုတွေ့ရပါတယ်ခင်ဗျာနာရှင်သူများအနေနဲ့လေအခုလိုမျိုးပညာပေးဆောင်မကောင်းလေးတွေနှလုံးသားရှင်မျိုးကင်ဆောင်မကောင်းလေးတွေကိုဖက်ရှုခန်းစားခြင်းနဲ့ဆိုလို့ရှိရင်တော့ဆီယမောင်သားရှိုးရေးသားထားတဲ့ တမိဘကနောင်နာရှုမြော်ခင်များနှင့်ငွေရင်းစာအကောင့်လေးကိုဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီအခုကျွန်တော်ဖတ်ပြခဲ့တဲ့တမိဘဘုံနှလုံးသားရှုမြော်ခင်များနှင့်စာအုပ်လေးအပြင်တမိဘဘုံနှလုံးသားရှုမြော်ခင်များတဲ့ဆိုရဲမူရင်းစာအုပ်လေးလည်းတအုပ်ရှိပါသေးတယ်အဲဒီစာအုပ်လေးကိုလည်းဝယ်ယူဖတ်ရှုအားပေးကြဖို့ကျွန်တော်ရဲ့ literature feed channel လေးမှာတိုက်တွန်းလိုက်ပါတယ်နော်နာစီသူများအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြပါစေဒေါသခတ်သိမ်းကင်းကျင်းကြပါစေဆင်းရဲခတ်သိမ်းကင်းကျင်းကြပါစေနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ နားဆင်သူများအလုံးပဲရန်ကြောက်ကြစီရင်ကြင်၍ကိုစိတ်မပြကျမ်းမာချမ်းသာကြပါစေ။ကောင်းကျိုးလိုရာဆန္ဒများလေးတလုံးတဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature b channel လေးမှာနားဆင်ပေးခဲ့ကြသူတူတူတယောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။